ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နေဆက်မှာအာဖဂန်တပ်ဖွဲ့တွေကပါကစ္စတန်စစ်ကမ်းတွေကိုတိုက်ခိုက်မှုတွေလုပ်ခဲ့ကြပါတယ်။ဒီတိုက်ခိုက်မှုတွေဟာဒီဘက်အစောပိုင်းမှာကပူးမြို့ကိုပါကစ္စတန်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တယ်လို့ဆွဆွဲခံရပြီးတဲ့နောက်မှာဖြစ်ပေါ်လာခဲ့တာပါ။အာဖဂန်နစ္စတန်ရဲ့တာလီဘန်ကောင်းဆောင်တဲ့အစိုးရကတော့သူတို့တပ်ဖွဲ့တွေဟာစနေနေ့ကလေးကနိုင်ငံနယ်နိမိတ်တခြားပါကစ္စတန်ကိုလက်နက်ကိုက်တုံ့ပြန်မှုတွေလုပ်ခဲ့တယ်လို့ပြောပါတယ်။ ်အာဖဂန်စတက်ကစနေနေ့ထုတ်ပြန်ချက်မှာပါကစ္စတန်စတက်ရဲ့ကပိုးပေါ်လေကြောင်းတိုက်ခတ်မှုတွေလုပ်ခဲ့တာကိုတုံ့ပြန်တဲ့အနေနဲ့ဖြစ်တယ်လို့ပြောပြီးကျွန်တော်တို့တပ်ဖွဲ့တွေဟာနေဆက်တခြားနေရာအမျိုးမျိုးမှာပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေနဲ့အပြင်းထန်တိုက်ပွဲတွေဖြစ်နေပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်အတိမပြုနိုင်တဲ့သတင်းတွေအရအာဖဂန်နစ္စတန်ကာကွယ်ဝင်ကြီးဌာနကိုကောကာဘီတာလီဘန်ကောက်ဆောင်တဲ့တပ်ဖွဲ့တွေဟာမတည်ငြိမ်တဲ့ကူနာနဲ့ဟယ်မန်ပြည်နယ်တွေအပါအဝင်ဒူရန်လိုက်တလျှောက်ကပါပါကစ္စတန်စစ်တပ်စခန်းငယ်ပေါင်းများစွာကိုသိမ်းပိုက်ရရှိထားတယ်လို့ပြောပါရတယ်။ အာဖဂန်ကာကွယ်ဝန်ကြီးဌာနရဲ့ပြောကြားချက်အရဒီတိုက်ခိုက်မှုမှာပါကစ္စတန်ဘက်ကအဆောက်အုံတွေနဲ့ပစ္စည်းကရိယာတွေပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။နှစ်ဖက်စလုံးမှာထိခိုက်သေးဆုံးမှုတွေရှိတယ်ဆိုတဲ့အတိမပြုနိုင်သေးတဲ့သတင်းတွေလည်းရှိနေပါတယ်။မနေ့ကစနေနေ့မှာတော့ကူနာ၊နန်ဂါဟာ၊ပက်တီယာ၊ဟော့စ်နဲ့ဟဲလ်မတ်ပြင်နေတွေအပါအဝင်နေဆက်ပြင်နေအများအပြားကတာလီဘန်အရာရှိတွေကတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကြောင်းအတိပြုခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့တာလီဘန်ကာကွယ်ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကအောင်မြင်တဲ့စစ်စင်ရေးတွေဟာတကောက်ရဲ့အချိန်မှာပြီးဆုံးတော့ပြီလို့ပြောခဲ့ပါတယ်။ ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ရဲ့နယ်မြေကိုနောက်တစ်ကြိမ်ထပ်မံချိုးဖောက်မယ်ဆိုရင်အာဖဂန်နစ္စတန်ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကပြက်ပြက်သားသားအုံပြန်မယ်လို့တတိပေးခဲ့ပါတယ်။ပါကစ္စတန်ရဲ့ခိုင်ဘာပတ်တော်ပြည်နယ်ကအကြီးတဲ့အရာရှိတူကလည်းဒီတိုက်ပွဲတွေကိုအတည်ပြုခဲ့ပြီးပါကစ္စတန်တပ်ဖွဲ့တွေဟာနေဆက်တစ်လျှောက်နေရာလဲနေရာမှာပထမဆုံးလက်နက်ငယ်အနည်းငယ်နဲ့တုံ့ပြန်ခဲ့ပြီးနောက်ပိုင်းမှာလက်နက်ကြီးတွေနဲ့အပြင်းထန်တုံ့ပြန်ခဲ့တယ်လို့ပြောပါရတယ်။ သူကပါကစ္စတန်တပ်ဖွဲ့တွေဟာလက်နက်ကြီးတွေနဲ့အပြင်းထန်တွန်းပြန်ခဲ့ပြီးပောက်ကွဲစစ်တပ်တွေပစ္စည်းတွေတေဆောက်လာတယ်လို့တံပြရရှိတဲ့ Afghan Quadcopter လို့ခေါ်တဲ့ Red Drone 3စင်းကိုပြစ်ချခဲ့တယ်လို့ပြောပါတယ်။ဂျာဇာပလေးနဲ့က Afghanistan မြို့တော်မှာပောက်ကွဲမှုနှစ်ခုနိုင်ငံရဲ့အရှိတောက်ဖက်မှာတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်နေ့မှာတော့တာလီဘန်အုပ်ချုပ်တဲ့ကာကွယ်ဝန်ကြီးဌာနကဒီတိုက်ခိုက်မှုတွေဟာပါကစ္စတန်ရဲ့လက်ချက်လို့ဆွဲဆွဲပြီးသူတို့ရဲ့ချုပ်ချာအာဏာကိုချိုးဖောက်တယ်လို့အင်းင်းချင်းကိုဆွဲဆွဲခဲ့ပါတယ်။အစ္စလာမဘက်ဘက်ကတော့ဂျာဇာဘဒင်းနဲ့တိုက်ခိုက်မှုတွေရဲ့နောက်ွယ်မှာသူတို့ရှိတယ်ဆိုတာကိုအတိမပြုတ်ခဲ့ပေမဲ့ပါကစ္စတန်တာလီဘန်တွေကိုသူတို့နေမြေမှာခေလွန်ခွင့်မပေးဖို့ကပူးကိုတောက်ဆိုခဲ့ပါတယ်။ ဒီအတော်အတွင်းမှာတော့အီရန်ကလည်းဆက်လက်ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကြားမှာအင်းင်းချင်းနိုင်ငံတွေဖြစ်တဲ့အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ကိုထိမ့်ထိမ့်သိမ့်သိမ့်ရှိဖို့တိုက်တွန်းခဲ့ပါတယ်။ထိုက်တန်သက်တမန်အဘက်ဆာရာကီကဒီနိုင်ငံတွေကြားမတည်ငြိမ်မှုဟာဒေသတွင်းညှဉ်းချမ်းရေးကိုချိန်ချောင်းနေတယ်လို့ပြောပါတယ်။ကာတာနိုင်ငံကလည်းအစ္စလာမီသမ္မတနိုင်ငံတွေဖြစ်တဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နေဆက်တချို့မှာတင်းမာမှုတွေမြင့်တက်လာတာနဲ့ဒေသတွင်းလုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေပေါ်စိုးရိမ်ကြောင်းထောက်ဖော်ပြောကြားခဲ့ပါတယ်။ ခုနောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ပြစ်ပခတွေဟာနဖက်စလုံးကစကားစစ်ထုတ်နေချိန်မှာပေါ်ပေါက်လာခဲ့တာပါ အစ္စလမဘက်ဖက်ကတော့အာဖဂန်နစ္စတန်ကိုဆွဲဆွဲတာကအာဖဂန်နေမျိုးကိုအသုံးပြုပြီးပါကစ္စတန်ကိုတိုက်ခိုက်နေတဲ့စစ်သွေးကြွတွေကိုနေထုတ်ဖို့ပြက်ကွက်တယ်လို့ဆွဲဆွဲခဲ့ပြီးကပူအာနာဘိုင်တွေကတော့ဒီဆွဲဆွဲချက်ကိုငြင်းဆော်ခဲ့ပါတယ်ပါကစ္စတန်ကပွဲဝန်ကြီးမိုဟာမက်အာဆစ်ကကြာသပတေးနေ့မှာလွတ်တော်ကိုပြောကြားရမှာပါကစ္စတန်တာလီဘန် TTP ကိုထောက်ပံ့တာရပ်တန့်ဖို့အာဖဂန်တာလီဘန်ကိုစေယုံဖို့ကြိုးပမ်းမှုအများအပြားပြက်ကွက်ခဲ့ကြောင်းပြောပြီးပါကစ္စတန်အနေနဲ့ဒါကိုဒီထက်ပိုပြီးသိခံမှာမဟုတ်ဘူးလို့တတိပယ်ခဲ့ပါတယ် ်အာစစ်ကသူ့ရဲ့နောက်ထပ်အင်းနှင်းချင်းဖြစ်တဲ့အိန္ဒိယကလည်းအာဖဂန်နစ္စတန်ကိုအသုံးပြုပြီးပါကစ္စတန်ကိုပြစ်မှတ်ထားနေတယ်လို့ဆွဲဆွဲခဲ့ပါတယ်ဒီလိုအချိန်မျိုးမှာပဲအာဖဂန်နိုင်ငံသားရဲ့ဝန်ကြီးအမီယာခန်ဂူတာမင်ကအိန္ဒိယကိုရောက်ရှိနေချိန်မှာဒီပဋိပက္ခတွေဖြစ်ပွားနေတာဟာတိုက်ဆိုင်မှုတစ်ခုဖြစ်နေပါတယ်။ပါကစ္စတန်ကတော့အိန္ဒိယအာဖဂန်ပူးတွဲကြညာချက်နဲ့ပတ်သက်ပြီးအစ္စလာမဘက်မှာရှိတဲ့အာဖဂန်နစ္စတန်တမ်မတ်ကြီးစီကိုတရားဝင်ကန့်ကွက်လို့တင်ခဲ့ပါတယ်။အထူးသဖြင့်ဂျမ်မူနဲ့ကက်ရှမီးယားကိုထဲသွင်းဖော်ပြထားတာကိုကန့်ကွက်တာပါ။ ဘူတာကီကအကြမ်းဖက်မှုဟာပါကစ္စတန်ရဲ့ပြည်တွင်းပြဿနာဖြစ်တယ်လို့ပြောခဲ့တဲ့မက်ချက်တွေကိုလည်းကန့်ကွက်ခဲ့ပါတယ်။ပါကစ္စတန်ကအိန္ဒိယဟာဒီကိစ္စမှာပါဝင်ပတ်သက်နေတယ်လို့လည်းစွပ်စွဲတာတွေလည်းရှိပါတယ်။ပြောရမယ်ဆိုရင်ဒီနှစ်ထဲမှာပါကစ္စတန်ကသူ့ရဲ့အင်းနှင်းချင်းတွေနဲ့ဒုတိယအကြိမ်အဖြစ်အကြီးအကျယ်ပဋိပက္ခဖြစ်ပေါ်မှုတစ်ခုပါ။ဒီနေ့အစောပိုင်းမှာပါကစ္စတန်အခြေဆက်အကြမ်းဖက်သမားတွေရဲ့ဘယ်လ်ဂန်အကြမ်းဖက်တိုက်ခိုက်မှုကိုမြင်ခဲ့ရပြီးအဲဒီနောက်မှာအိန္ဒိယကပါကစ္စတန်မှာတံပြန်အကြမ်းဖက်စစ်ဆင်ရေးတွေကိုလှုပ်ဆောင်ခဲ့ပါတဲ့ ဒါမဲ့ပါကစ္စတန်ဟာဒေသတွင်းမတည်ငြိမ်အောင်ဖန်တီးနေတဲ့အဓိကအချက်ဖြစ်တယ်ဆိုတာတော့ထင်ရှားပါတယ်အခုဆိုပါကစ္စတန်ကအာဖဂန်နစ္စတန်ကိုရန်စားဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်တဘူးမှာဘုံကျဲတိုက်ခိုက်မှုတွေရှိခဲ့တာကိုမြင်ခဲ့ရပါတယ်ဘယ်သူမှတရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ပါကစ္စတန်ကလုတ်ခဲ့တယ်ဆိုတာလူတိုင်းကထင်ကြပါတယ်အခုဆိုရင်အပကဲတွေဖက်ကတံပြန်တိုက်ခတ်မှုတွေရှိလာတာပါကပူးမှာအိန္ဒိယစံတော်ချင်းမနက်စံတိုင်းလောက်မှာပြောရေးဆိုခွင့်ရှိသူကအသေးစိတ်အချက်အလက်တွေကိုပို့ပြီးပေးဖို့ညှော်လင့်ရတဲ့သတင်းစာရှင်းလင်းဝေတစ်ခုရှိမယ်လို့သိရပါတယ် ဒါမဲ့ဒါဟာအချင်းကြာမြင့်နေပြီဖြစ်တဲ့ပြဿနာတစ်ခုဖြစ်ပြီးအဓိကအားဖြင့်အာဖဂန်နစ္စတန်မှာနေဆက်ဖြတ်ကျော်အကြမ်းဖက်ဝါဒကိုပါကစ္စတန်ကထောက်ခံမှုပေးတင်တာကြောင့်ဖြစ်ပါတယ်။အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဘူတာကီကဒေလီမှာပြောကြားခဲ့သလိုပဲအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ပါကစ္စတန်ဘက်ကဆွဲဆွဲချက်တွေအတွက်တသက်အထောက်အထားတွေပေးဖို့သူတို့တောင်းဆိုသင့်ပါတယ်။တရားကပဲကပူးကအစ္စလာမဘက်ဘက်ကိုပြောခဲ့တဲ့အဓိက message ဖြစ်ခဲ့တာပါတကယ်တည်းဆိုရင်အာဖဂန်နစ္စတန်မှာအစ္စလာမဘက်ဘက်ကဝင်ရောက်ဆက်ဖက်မှုတွေနဲ့ပတ်သက်ပြီးစာအုပ်တအုပ်လုံးတော့ရေးလို့ရပါတယ် ဒါမဲ့အချိန်တွေကတော့ဆက်လက်ပြောင်းလဲနေတော့ပါကာတာနဲ့ဆော်ဒီအာရေဗျတို့ရဲ့ထုတ်ပြန်ချက်တွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်အိန္ဒိယဘက်ကတော့ထုတ်ပြန်ချက်မရှိသေးပါဘူးမကြာခင်တော့ဖြစ်လာနိုင်ပါတယ်အချိန်တွေဘယ်လိုပြောင်းလဲသွားမလဲဆိုတဲ့အပေါ်မူတည်နေပါသေးတယ်ဒါမဲ့အိန္ဒိယနဲ့အာဖဂန်နစ္စတန်နိုင်ငံစလုံးဟာမတင်ကြီးအောင်ဖန်တီးနေတဲ့အဓိကအချက်ကိုပါကစ္စတန်ကနေအဓိကစိုးရင်ပူပယ်မှုတွေဖြစ်လာနေပါဗါတာနဲ့အီရန်တို့တုံ့ပြန်ခဲ့ကြပြီးအိန္ဒိယရဲ့တုံ့ပြန်မှုကလည်းတေချာပေါက်ရှိလာမှာပါ အိန္ဒိယနေနဲ့ဒီပဋိပက္ခကိုအခုအချိန်မှာဘယ်လိုမျိုးရှုမြင်နေသလဲဆိုတော့အိန္ဒိယကဒီဒေသနဲ့ပတ်သက်ပြီးကောက်ကောက်ကြီးသီးနှားလေပါတယ်။ပြီးတော့ပါကစ္စတန်ဟာပြဿနာဖြေရှင်းသူမဟုတ်ဘဲပြဿနာဖက်တီးသူဖြစ်ခဲ့တယ်ဆိုတာကိုလည်းအိန္ဒိယကသိပါတယ်။အိန္ဒိယကအကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေကိုမီးမောထိုးပြခဲ့တာဆေးစုနှစ်များစွာကြာခဲ့ပါပြီ။အဲ့ဒီထဲမှာနောက်ဆုံးဖြစ်ခဲ့တဲ့တာလီဘန်အကြမ်းဖက်တိုက်ခိုက်မှုလည်းပါဝင်ခဲ့ပါတယ်။အိန္ဒိယကအာဖဂန်နစ္စတန်အစိုးရဘက်ကရည်တည်သွားမှတေချာပါတယ်။ဘာလို့လဲဆိုတော့နိုင်ငံစလုံးမှာပူတွေစိုးရိမ်မှုတွေရှိနေလို့ပါ။ အိန္ဒိယနဲ့အာဖဂန်နစ္စတန်တို့ပူးတွဲထုတ်ပြန်ခဲ့တဲ့ကြေညာချက်ကိုကြည့်မယ်ဆိုရင်လည်းပါကစ္စတန်ကနေထွက်ပေါ်လာတဲ့နေဆက်ဖြတ်ကျော်အကြမ်းဖက်မှုအပေါ်စိုးရင်ပူပယ်မှုတွေဟာနှစ်ဖက်စလုံးအတွက်စိုးရင်စရာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်အိန္ဒိယကပါကစ္စတန်အကြောင်းကိုပါသိပါတယ်။ပြီးတော့ဒီနိုင်ငံကပြဿနာတွေဘယ်လိုဆက်ပြီးဖန်တီးနေတယ်ဆိုတာကိုလည်းသိနေပါတယ်။ဒီနေ့ဖြစ်ရတွေဟာအိန္ဒိယဘက်ကကြီးမားတဲ့အပြောင်းအလဲတစ်ခုကိုပြသနေတာပါ။နယူးဒယ်လီကတာလီဘန်နဲ့ဆက်ဆံရေးတိစောက်ပြီးလက်တွဲကျတဲ့ချင်းကဲမွန်းကိုလုံနေတာပဲဖြစ်ပါတယ်။ ။ဒါလီဘန်ရဲ့ထောက်ခံသူဟောက်တွေကတော့ဒီပေါ်မှာတခုခုပြောစရာရှိလာမှာတော့သိချပါရဲ။ပါကစ္စတန်ဟာဒါလီဘန်ကိုဆေစုနှစ်တွင်နဲ့ချီပြီးထောက်ပံ့ခဲ့ကြပေမဲ့ဒီနေ့မှာတော့ဆက်ဆံရေးဟာပျော်ကွေးစားပြုနေပါပြီ။အာဖဂန်နစ္စတန်ကပါကစ္စတန်ကိုသူတို့ရဲ့လက်ပိုင်နဲ့ချုပ်ဖောက်တယ်လို့ဆွတ်ဆွဲတဲ့သတင်းအသစ်တွေထွက်ပေါ်လာပါရဲ။တောက်ကြနဲ့ကကပူမှာပေါက်ကွဲသံတွေကြားခဲ့ရပါရဲ။ဒါလီဘန်ကပေါက်ကွဲမှုတွေကိုအတည်ပြုခဲ့ပေမဲ့အသေးစိတ်ကိုတော့ထပ်မပြောပါဘူး။ ဒါတွေဟာပါကစ္စတန်စတက်ကလှုပ်ဆောင်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်တယ်လို့လေလာသူတွေကယုံကြည်ကြပါတယ်။သူတို့ရဲ့ပြစ်မှတ်ကတော့တားမြစ်ထားတဲ့ Tariq Taliban Pakistan TTP ကအကြမ်းဖက်သမားတွေဖြစ်ပါတယ်။ဒါကပါကစ္စတန် Taliban ပါ။ American Air ရှီဟောက်တူကလည်းဒီကိစ္စကိုမက်ချ်ပိတ်ခဲ့ပါတယ်။သူကတော့ Afghanistan ကနေ American တပ်တွေရုတ်သိမ်းရဲကိုညှိနှိုင်းပိတ်ခဲ့တဲ့ American သတ္တမန်ဟောင်း Zemek Khalizad ဖြစ်ပါတယ်။ ခါလီဇက်က online မှာစာတကြားကိုရေးတင်ခဲ့ပါတယ်သူပြောတာကဒီနေ့ပါကစ္စတန်ကအာဖဂန်နစ္စတန်ရဲ့မြို့တော်ကိုတိုက်ခိုက်တာဟာအကြီးအကျယ်တင့်မာမှုမြင့်တက်လာတာပဲလို့ပြောပါတယ်ခါလီဇက်ကပါကစ္စတန်ရဲ့ပတ်သက်မှုအတွက်တက်တဲ့အထောက်အထားတော့မပြောခဲ့ပါဘူးအခုပါကစ္စတန်စတက်ကတော့ညညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်သူတို့ကလက်တုံးပြန်စစ်စင်ရဲ့လှုပ်ဆောင်ခဲ့တယ်လို့ပြောပေမဲ့ကပူမှာလေကြောတိုက်ခိုက်မှုတွေလုပ်ခဲ့တာကိုတော့တခေါမှထဲမပြောထားပါဘူးဒီတိုက်ခိုက်မှုတွေဖြစ်တဲ့အချိန်ဟာတာလီဘန်နိုင်ငံခြားရေးဝန်ကြီးကဒယ်လီကိုတောရောက်ပြီးအိန္ဒိယခေါင်းဆောင်တွေနဲ့တွေ့ဆုံနေခြင်းဖြစ်နေတာကအရေးကြီးပါတယ် ပါကစ္စတန်ဟာတာလီဘန်နဲ့ပတ်သက်ပြီးမကြေမချမ်းဖြစ်နေတဲ့နောက်ထပ်လက္ခဏာတစ်ခုပဲလို့သုံးသက်သူတွေကယုံကြည်ကြပါတယ်။ဆယ်စုနှစ်တွေနဲ့ချီပြီးပါကစ္စတန်ကတာလီဘန်ကိုထောက်ခံခဲ့တာကိုလည်းလူတိုက်ကသိကြပါတယ်။သူတို့ဟာလွန်ခြုံတဲ့ခေါ်လွန်ရာတွေပဲခဲ့တဲ့ငွေကြေးထောက်ပံ့ခဲ့တဲ့လက်နက်တဲစင်ပေးခဲ့ပြီးအာဖဂန်နစ္စတန်အပေါ်အော့စာလွန်မိုးဖို့သူတို့ကိုအုံပြုခဲ့ပါတယ်။ဒါကအိန္ဒိယကိုခုခံဖို့မဟာဗျူဟာမြောက်နက်ချိုင်းမွန်တို့ခုတိဆောက်ခြင်းနဲ့ပါကစ္စတန်ရဲ့မဟာဗျူဟာရဲ့တစိမ့်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီမဟာဗျူဟာဟာအခုပြိုလဲနေပြီလို့ဆိုရတော့မှာပါ။ ါကစ္စတန်ရဲ့တာလီဘန်နဲ့ဆက်ဆံရေးဟာအခက်အခဲကြီးကြီးမားမားရင်ဆိုင်နေရပါတယ်ဒီတစ်ပတ်မှာပဲပါကစ္စတန်စစ်သားစစ်တူဟာကိုင်ဘာပက်ထရွန်ခါပြည်နယ်မှာချုံခိုတိုက်ခတ်ခံရပြီးတေဆုံခဲ့ရပါတယ်ဒီတိုက်ခတ်မှုအတွက်ပါကစ္စတန်က TTP ကိုအပြစ်ပုံချခဲ့ပါတယ်အစ္စလာမဘက်ဖက်ကအာဖဂန်နေမျိုးကိုအကြမ်းဖက်တိုက်ခတ်မှုတွေလုပ်ဖို့အတွက်အသုံးပြုနေတယ်လို့ပြောပြီးသူတို့ရဲ့သီးခံနိုင်စွန်းကုံဆုံးနေပြီလို့ဆိုပါတယ် ပါကစ္စတန်ကာကွယ်ဝန်ကြီးခါဝါဂျာအာဆစ်ကလည်းမက်ချက်တစ်ခုပေးခဲ့ပါတယ်။သူကကပူးကိုမကြခင်မှာကိုစလေအဖွဲတစ်ဖွဲဆင်လွတ်မယ်လို့ပြောပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ဒါလီဘန်ကို message ပေးဖို့ပါ။နေဆက်ဖြတ်ကျော်အကြမ်းဖက်မှုတွေမလုပ်ပါနဲ့တော့ TTP အတွက်လုံခြုံတဲ့ခေါ်လုံရာတွေမပေးပါနဲ့တော့ဆိုတဲ့ message မျိုးပါ။အစ္စလမဘက်ဘက်ကအရင်ကလည်းဒီလိုသတိပိတ်ချက်တွေထုတ်ပြန်ခဲ့ပေမဲ့တာလီဘန်ကတော့သိပ်ပြီးဂယုမဆိုင်ခဲ့ပါဘူးဒီထက်ပိုပြီးကွဲလွဲမှုတွေရှိလာခဲ့ပါတယ် ပြီးခဲ့တဲ့မေလမှာပါကံမှာဖြစ်ပွားခဲ့တဲ့ပါကစ္စတန်ထောက်ပံ့တဲ့အကြမ်းဖက်သမားတွေလုပ်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုတာလီဘန်ဘက်ကချုပ်ချခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကလည်းအာဖဂန်နစ္စတန်ရဲ့ပက်တီကာပြည်နယ်ဟာနေဆက်ဖြတ်ကျော်တိုက်ခိုက်ခံရတာကိုအားလုံးကတွေ့ခဲ့ရပါတယ်။ပါကစ္စတန်လေတပ်ကတီတီဗီတိုက်ခိုက်ရဲ့သမားတွေကိုပြစ်မှတ်ထားတယ်လို့ပြောပြီးတိုက်ခိုက်ခဲ့တာပါ။လူ၄၀ကျော်သေဆုံးခဲ့ရပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့တာလီဘန်ကပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ သူတို့ကပါကစ္စတန်စစ်ခန့်အများအပြားကိုတိုက်ခိုက်ခဲ့ပြီးပါကစ္စတန်စစ်သား၁၀ဦးကျော်သေဆုံးခဲ့ပါတယ်။ရှင်းနေတာကတော့တာလီဘန်ဟာမကြောက်မရွံ့ပဲရှိနေတာပါ။ပါကစ္စတန်ကတာလီဘန်ကိုဆယ်စုနှစ်တွေနဲ့ချီပြီးထောက်ပံ့ခဲ့ပေမဲ့အခုဒီအဖွဲ့ကသူတို့ကိုဆက်ကျင်နေပါတယ်။ပိုဆိုတာကဒီတိုက်ခိုက်မှုတွေကြောင့်ပါကစ္စတန်ဟာစစ်သားတွေဆုံးရှုံးနေရတာပါ။တပ်တမရဲ့အချင်းကဲမှုကတော့မှရလက်ကောက်တွေမပေးနိုင်ခဲ့ပါဘူး။တချိန်တုန်းကအစ္စလာမဘက်ကကူညီအတွက်အမေရိကန်စီကိုလက်ဖို့အထိအကြံပြုခဲ့ပါသေးတယ်။ အာဖဂန်နစ္စတန်ကစစ်သည်ကြောတွေကိုပြစ်မှတ်ထားဖို့အတွက်အမေရိကန်ကိုဒရုန်းအခြေစိုက်စခန်းတွေပေးဖို့ကိုပါစဉ်းစားခဲ့ပါတယ်။အမေရိကန်ကိုဒရုန်းအခြေစိုက်စခန်းတွေပေးပြီးအဲ့ဒါတွေကိုအာဖဂန်နစ္စတန်ထဲကပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အသုံးပြုတာမျိုးပါ။စစ်တပ်အကြီးအကဲတွေတောင်မှထိအောင်မရှိခဲ့ပါဘူး။ပါကစ္စတန်ရဲ့ထိတ်တန့်စစ်ဖက်ခေါင်းဆောင်ဖီမာရှယ်အာယမူနီဟာနဖက်စလုံးမှာပါဝင်ဖို့စ조사ခဲ့ပါတယ်။သူကတာလီဘန်ကို TTP ကိုဆက်ကျင်ဖို့အရင်ဆုံးတိုက်တွန်းခဲ့ပါတယ်။ပါကစ္စတန်ရဲ့အထက်ကထောက်ပံ့မှုတွေကိုတတိပိတ်ခဲ့ပါတယ်။ ပါကစ္စတန်ကိုစေနာကောက်တဲ့အစ္စလာမစ်ညီအကိုနိုင်ငံလို့ခေါ်ခဲ့ပါတယ်။ဒါမဲ့သူကပါကစ္စတန်နိုင်ငံသားတဦးတယောက်ချင်းစီရဲ့လွန်ကျွန်ရဲ့အတွက်ဆိုရင်အာဖဂန်နစ္စတန်တနိုင်ငံလုံးပြည့်စည်တော့လေကိစ္စမရှိဘူးလို့ပြောခဲ့ပါတယ်။ဒါကြောင့်မဟာဗျူဟာမဟာမဲအဖြစ်စတင်ခဲ့တာကအခုတော့ဘော်ရှင်းပြည့်စည်ခြင်းအဖြစ်သို့ပြောင်းလဲသွားပါပြီ။ပါကစ္စတန်ရဲ့မဟာဗျူဟာမြောက်နယ်ရှိုင်းမွန်းအတွက်ကြိုးပမ်းမှုလည်းပျော်လဲသွားပါပြီ။တာလီဘန်ကတော့လွတ်လပ်မှုနဲ့တရားဝင်အသိမဲ့ပြုမှုကိုလိုချင်ပြီးဒါကိုအောင်မြင်ဖို့အိန္ဒိယလိုနိုင်ငံတွေဘက်ကလက်ကြည့်နေပါတယ်။ တာလီဘန်သားဒီဒေသမှာမိတ်ဆွေအစ်စ်တွေရှာတွေ့ခဲ့မယ်ဆိုရင်ဒါဟာနောက်နေပေါင်းများစွာအထိဒေသတွင်းနိုင်ငံရေးကိုပြောင်းလဲပြစ်နိုင်ပါလိမ့်မယ်။ဟုတ်ကဲ့အဆုံးထိကြည့်ရှုနာဆင်ပေးခဲ့တဲ့အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။